အဲ့ဒီပါဏပြိညာကဆက်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 ပြီးတော့သွားတာဘင်္ဂညာကနေနောက်ကြောက်စရာလို့မြင်လာလို့ရှင်ဘယညာအပြစ်တွေမြင်လာလို့ရှင်အာရိနဝညာမြင်နေဆိုတဲ့နေရာမှာဒီအပြစ်မြင်နေဆိုတဲ့နေရာမှာကြည်မကြံစရာဘူးမကြံအောင်မြင်တာပရမတော်ယောဂီပုဂ္ဂိုလ်ဟာ ရှေ့ကဖြစ်သွားတဲ့စိတ်ကလေးကိုနောက်ကစိတ်ကလိုက်ပြီးတော့ပြတ်တယ်ဆိုတာမြင်တယ်။အဲ့ဒီနောက်ကပေါ်လာတဲ့စိတ်ရဲ့ပြတ်မှုကိုသူကမမြင်သေးဘူး။အဲ့ဒါပါမြင်လာမှမှတ်နေ။ရှင်းတန်လာတယ်လို့ပြောရအောင်။ဆိုလိုတာကရူပါယုံလေးကိုမြင်သိတဲ့စိတ်ကလေးဖြစ်ပြီးပြတ်သွားတာကိုရှုမှတ်တဲ့စိတ်ကမြင်လိုက်တယ်။အဲ့ဒီရှုမှတ်တဲ့ဉာဏ်လေးပြတ်သွားတာကိုနောက်စိတ်ကတခါသိပြန်။ ရူပယုံကိုအာယုံပြုတဲ့စိတ်ကလေးပြတ်သွားတာကိုမှတ်စိတ်ကတီးလိုက်တယ်။အဲ့ဒီမှတ်စိတ်မှတ်ဉဏ်ပြတ်သွားတာကိုနောက်ထပ်ပေါ်လာတဲ့မှတ်စိတ်မှတ်ဉဏ်ကတီးပြန်တယ်။ကြံကျွင်းမရှိအောင်ဒါကြောင့်မို့ညာတင်စညာနင်စဥပောပိဝိပတ္တိတို့ဝိသုဒ္ဓိဘက်မှာဒီလိုဆိုတာညာတဆိုတာတိစရာအာယုံညာနဆိုတာအဲ့ဒီတိစရာအာယုံကိုတီးတဲ့အတိညာ အဲ့ဒီနှစ်ခုလုံးကိုရှုနိုင်ရမယ်လို့ဆိုလိုတယ်เนาะနှစ်ခုလုံးကိုရှုနိုင်ရအောင်အနှိုးဆိုရင်တိရစိတ်ကလေးကကျန်းနေတတ်တယ်မှတ်တဲ့စိတ်ကလေးကကျန်းနေတတ်တယ်အသိဉာဏ်လေးကိုတော့မြဲတယ်လို့ထင်သွားတတ်သေးတယ်အဲ့တော့မမြဲဘူးနောက်စိတ်နောက်စိတ်နောက်စိတ်တဲ့အလုံးကြီးလိုက်တဲ့အခါကျအပြက်တည်းကြီးပဲမြင်သွားတာအပြက်အစင်တန်းကြီးပဲဖြစ်သွားတယ်နောက်ကျရတ္တိနေတာတခုမှမရှိဘူးအဲ့ဒါလို့မြင်လာတဲ့အခါကျကြီးပါလား အပြစ်တွေမြင်လာတယ်အာရိနဝအပြစ်တွေတွေ့လာပြီကြောက်စရာကြီးဒုက္ခတွေတွေ့လာပြီဆိုရင်လူဆိုတာလွတ်ချင်လာတာပဲမုတ်စီတုကမြတ်တာအေးလွတ်ချင်လာလို့ရှင်တွေ့ရလို့ကြောင့်စဉ်းစားရှာကြံလာတယ်ပဋိသင်္ခာညာဒီခန္ဓာ၅ပါးရဲ့မမြဲတဲ့သဘောတွေကိုပြန်ပြီးဆင်ခြင်သုံးသပ်လာတယ်ပဋိသင်္ခာညာသုံးသပ်ဆင်ခြင်လာတဲ့အခါ ဘာဝတရားဆိုတာဒီလိုပဲလို့သဘာဝတရားနဲ့နေထားတဲ့ကြဖြစ်လာတယ်။မုံတီးခြင်းဆိုတာလည်းမရှိတော့ဘူး။ချစ်ခင်ခြင်းဆိုတာလည်းမရှိတော့ဘူး။တည်ငြိမ်တဲ့အနေထားတစ်ခုကိုရလာ။တည်ငြိမ်မှညံအလည်းအလုံးလုံးနိုင်တာဟုတ်။ညံမှာလှုပ်ရှားနေတယ်ဆိုရင် तू ကဘယ်ချိန်သားခိုက်မလဲ။မြားပြည့်တဲ့ခိုက်မှာကြည့်ပဲ။စိတ်ဟာ excitement ဖြစ်နေလို့ရှင်ဘယ်လိုလုပ်ပြီး target ကိုမှတ်နိုင်မှာမလဲ။လှုပ်ရှားနေသည့်အတွက်ကြောင့်အေးစိတ်လေးကပိုးငြိမ်ပြီးတော့ဒါ င်္ခါရုပ္ပခဆိုတာသင်္ခါရတရားတွေပေါ်မှာ equanimity စိတ်လေးကငြိမ်သက်သွားဟန်ချက်ညီညီနဲ့လုံနိုင်တဲ့စိတ်အေးအေးဆေးဆေးနဲ့ရှုနိုင်တဲ့ဉာဏ်မျိုးသင်္ခါရုပ္ပခဉာဏ်လို့ခေါ်တယ်အဲ့ဒါလို့ရှုနိုင်ပြီဆိုရင်ဒီသင်္ခါရုပ္ပခဉာဏ်ရင့်တန်လာတဲ့အခါမှာအနုလောမဉာဏ်ဆိုတာပေါ်တယ်ပေါ်ပြီးတဲ့အခါကတ္တကူဆိုတဲ့ဒီဉာဏ်လေးပေါ်လိုက်တာနဲ့တပြိုင်တည်းနိဗ္ဗာန်ဆိုတာမြင်လိုက်ရတယ် ူကအမတ်တင်ညာပေးလိုက်တဲ့အတိုင်သောတပတိ message ဆိုတာ message ဆိုတာကနိဗ္ဗာန်ကိုမြင်လိုက်လိုက်မြင်လိုက်တဲ့အခါသူကလေစာလိုပဲအမတန်မှစွန့်ထက်တယ်သောတပတိမကနိဗ္ဗာန်ကိုမြင်လိုက်တာနဲ့တပြိုင်နက်ဟောဒီတက္ကရာဒိဋ္ဌိ negative ဖြစ်သွားတာချက်ချင်းเนาะ positive ဖြစ်နေတဲ့တက္ကရာဒိဋ္ဌိဟာ သောတပတ္တိမဉ္ဇဏ်ကနိဗ္ဗာန်ကိုမြင်လိုက်တာနဲ့တပြိုင်နက် negative အဖြစ်ရောက်သွားတယ်မရှိတော့ဘူးဘလို့မှရှာလို့မရတော့ဘူးစမ်းသပ်လို့မရတော့ဒါကြောင့်မို့တက္ကရာဒိဋ္ဌိဆိုတာသောတပတ္တိမဉ္ဇဏ်နဲ့ဖယ်ရှားပြစ်ထားပါတဲ့ဒီဖယ်ရှားခြင်းဟာနောက်ဆုံးဖယ်ရှားပြစ်ခြင်းပဲနောက်ထပ်ဘယ်တော့မှမလာတဲ့ဖယ်ရှားပြစ်ခြင်းပဲ positive ဆိုတာမရှိတော့ဘူး positive မှာမရှိရင် active ဆိုတာမလာတော့ဘူးလို့